ငါဒေါသထက်တိုင်းငလျင်းရနှုတ်နေပါလားပေါ့နော်အဲအခုပေါ့နော်အင်မီဘာမှမပြောဘူးမှာခုတနိုင်ငံလုံးဖြစ်သွားတာလေးတွေ့တော့ပေါ့နော်စိတ်မကောင်းတော့အရန်ဖြစ်မိပါတယ်အဲအင်မီ post မှာတင်လာတာလဲ share က9000ကျော်တွေပါဖြစ်သွားတယ်ပေါ့နော်ဒါကလည်းအင်မီကဒီတိုင်းပဲဒီတတဲ့ကိုမကြည့်သေးဘူးအခုပစ္စုပန်တတဲ့ကိုပြောတာပေါ့နော်တတဲ့ကိုမကြည့်သေးဘဲနဲ့ဒီတိုင်းတင်လိုက်တာဒီနေ့လည်းတကယ်ဒေါသအရန်ထွက်ခဲ့တယ်ထွက်တော့မှဟဲ့ငါဒေါသထွက်တိုင်းငလျင်းရနှုတ်နေပါလားပေါ့နော် ဆွဲလေးနဲ့ဒီလိုတင်လိုက်တဲ့အချိန်မှာအဲ့လိုထိ share ပြီးတော့အဲ့လိုဖြစ်သွားမယ်ဆိုတော့အမီရွယ်ချမ်းနဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတော့ကနေဦးပြောချင်တယ်ပေါ့နော်။ဒါပေမဲ့ဒီငလျင်နဲ့ပတ်သက်ပြီးတော့အမီက2024 6လပိုင်း14ရက်မှာတက်တော့မှာအမီတင်ထားခဲ့တယ်ဆိုတော့အဲ့ဒါအရာငလျင်ဘေးလည်းတတိုင်းပြည်လိုရှောင်ရှားနိုင်ပါစီရှင်ဆိုပြီးတော့မှရေဘေးချိန်မှအမီတင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာကအခုတကယ်ဖြစ်ခဲ့တယ်ဆိုတော့ဘယ်လိုပြောမလဲအမီကတော့ ဟိုဒီလောက်အမှန်တမ်းပြောလို့ရှိရင်အမိရင်ထဲကစကားကိုပြောရမယ်ဆိုရင်အခုတင်တဲ့ချိန်မှာအမိကိုပေါ်ပင်လုတ်ပြီးတင်နေဆိုပြီးတော့မြန်မာအိမ်တော်ကတွေလည်းအမိကိုဆက်လာတယ်ဒါပေမဲ့စိတ်ထဲကမှတ်တော့တက်စားကိုဖျားမှဖြစ်နေတယ်အမိပေါ်ပင်လုတ်တာတစ်စမ်းမှမရှိဘူးအမိကိုနေ့တိုင်းဆဲတယ်ဆိုတယ်ပြောခံရရရှိတယ်ဒါပေမဲ့အမိရဲ့ဖန်တွေကနေလွယ်ပြီးတော့ပေါ့နော်အလူတိုင်းကိုတိတ်ချိုးပြီးလုံးရှင်နဲ့ပိုင်ရမ်းလာလည်းမဟုတ်ဘူးဒါပေမဲ့အချို့ကအမိကြောင်ကိုမသိသေးတဲ့လူတွေကကြတော့ပြောတယ်ဒီဟာရောအမိနောက်တစ်ခုတက်တည်ဖြစ်နေအမိထူဆန်းစွာနဲ့ ခုပြပြခဲ့တယ်ပေါ့နော်အမီရဲ့အမီဆန် official တက်တော့မှကြည့်လို့ရပါတယ်2024ကိုလပိုင်း14ရက်နေ့ကလေးကအဲ့ဒီငလီရှိတယ်ငလီကိုရှောင်ရှားနိုင်ပါစေဆိုအမီကိုတိုင်ကိုမှအာတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့တက်ပြဖြစ်နေတော့ရှိခဲ့ပါတယ်ဟုတ်စကိုင်းတွေရောရှမ်းပြည်တွေရောမန်းလေးတွေရောပေါ့နော်အကုန်လုံးရဲ့မိသားစု အထွေထွေအမိတကယ်လဲစိတ်မကောင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒါတွေကဟိုလျှက်တစ်ပြက်ဖြစ်သွားပြီးတော့မှစိတ်မမ်းမသိကြက်မမ်းမသိဖြစ်သွားတဲ့အရာဆိုတော့တတိုင်းပြီလို့ရင်ဆိုင်ရတဲ့ဟာပါ။ဟိုဒီကကြည့်တဲ့အမျိုးဆဲနေကြတဲ့မေတ္တာပို့ကြတဲ့ရောင်ချင်းစီတိုင်းမဟုတ်ပါဘူး။အမိတို့လည်းရင်ဆိုင်ရပါတယ်လို့။ဆိုတော့အဲ့အချိန်မှာကိုယ်စိတ်နဲ့ရည်ရချက်ဒါလေးပြင်လိုက်လို့ရှိရင်အဲ့တင်ကားမှာပေါ့နော်။သူတို့ကိုယ်မော်တဲ့ဝင်ပြီးတော့မှဆဲလိုက်တာသူတို့ရင်ထဲကပြေသွားပါစေဆိုတဲ့စိတ်နဲ့အမိကအဲ့လိုမျိုးစိတ်နဲ့ဝင်ရေးလိုက်တာဒီစိတ်တက်ကိုကြတော့ ဒါပေမဲ့အင်မီဖြေထားခဲ့တယ်တင်ထားခဲ့တာကျွန်တော်24တဲ့ကဒါရှိတယ်ဒါလာမယ်ဆိုတော့အင်မီတင်ထားခဲ့တာ ဆိုတော့အဲ့ဒါကိုလည်းကွဲအောင်အိန္ဒိယရဲ့ interview ကိုသိချာကြည့်ပြီးတော့မှတချို့ပိုင်းတွေမှာလည်းဟိုပြောတာဆိုတာကတော့ကောင်းတယ်လို့တော့အင်ပြောချင်ပါတယ်ဒီစကားပြောလို့လည်းစက်တောင်းတာလည်းမဟုတ်တလို့အင်ဒီကိုယ်တိုင်လည်းတကယ်စိတ်မကောင်းဖြစ်ပါတယ်လူတိုင်းတတိုင်းပြီးတော့အောက်မှာလမ်းမှာဆိုလူတွေပဲအမီတို့တိုက်တရားထက်မြင့်လာအင်ဒီကိုယ်တိုင်ခုနှစ်လောက်မှနေတာပါဆိုတော့အင်ဒီကိုယ်တိုင်လည်းရင်ဆိုင်ခဲ့ရတာဖြစ်တဲ့အတွက်တကယ်လည်းစိတ်မကောင်းဖြစ်တယ်အခုလည်းဖျားရောက်နေတယ်ပေါ့နော်အလူလုတ်ပြီးတော့မှအင်ဒီမြစ်တာလေးတွေပုတ်ပေးမယ်လို့ပြောလို့ရှိရင်ဒီငယ်လေးကနောက်36နာရီအတွင်းမှာ အင်မီတို့လက်တွေ့ပါရောပေါ့တတိထားပြီးတော့မှအင်မီတို့စောက်ကြည့်ရမယ်ဟာလေးဖြစ်တဲ့အတွက်လူတိုင်းဟိုသွားတတိလားတတိစားတတိလေးနဲ့ပေါ့နော်နေနိုင်ပါစေလို့လည်းအင်မီပြောချင်ပါတယ်အဲအဲ့ဒီငလျင်ကိုအင်မီတွေ့ခဲ့ရေဘေးကို အစိတ်ထဲမှာအဲ့လိုဖြစ်တဲ့ချိန်မှာအော်လို့ငါတို့ဒွေကလူတွေနဲ့ပဲအတူတူဒွေမှာတချင်းဆုံလိုက်ရတယ်ရန်ကုန်မှာတော့အာပရိသတ်ရှင်မထွက်ရဘူးပေါ့နော်ဒွေကပရိသတ်တွေနဲ့ပဲဒီတိုင်းပဲလူခံပေးခဲ့တယ်ဒါတော့အင်းလေးသွားလူကြတယ်ပေါ့နော်ဆိုတော့စိတ်တဲ့လူလည်းသိတယ်မသိတဲ့လူလည်းမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါအတပိုင်းမှာအမေနည်းနည်းအာယုခံလိုက်တဲ့ချိန်မှာငယ်လေးတခုရှိနေတယ်ရှိတော့ဟဲ့ဒါကြီးကမြမပြီဆိုတော့အဲလဲပါစေဖဲပါစေပေါ့နော်အမေဒီတိုင်းလေးပဲလွတ်ပေးနိုင်တယ်ဘာလို့လဲဆိုတော့အမေလဲကတော့ပါရဲ့နှိုင်းတာလည်းမဟုတ်ဘူးဖျားလည်းမဟုတ်ဘူးဖျားမှတပါး မတူမမသိနိုင်တဲ့အကြောင်းတရားတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာသိလို့သိလိုက်တယ်ကိုလဲကိုဖတ်ဖာသာရေးလို့လို့အာပါရမီကျောင်းဆက်တွေရှိလို့ဒါလေးတွေရှိတယ်ဒါလေးတွေဖြစ်မယ်ဆိုတော့အင်မီတက်နိုင်တယ်လို့ဒီနိုင်ငံမှာရှိတဲ့လူတွေအင်မီပြောခဲ့တယ်ဒါပေမဲ့အင်မီမုန်းတာလည်းရှိတယ်အပြစ်ပြောတာလည်းရှိတယ်ဒါပေမဲ့ဒီလူတွေပုံမှန်အရင်မြတ်တာပြက်လာဆိုခုနှစ်ထိလည်းမြတ်တာမပြက်ဘူးအဲ့စိတ်ကြီးကဟိုဝကျဲလို့ခံစားရတဲ့ခါလေးကြရလေမမပြောလိုက်ရတယ်လို့ဘာကမှဒါကြီးကိုလိုက်ပြောမိပြီးတော့ဆင်ချင်အောင်ပြောမိနေလဲဆိုစိတ်လည်းပေါ်တယ် ်ဒီလိုပြောလို့စိတ်တင်ပြီးတော့မှမျက်ရည်ချိုရဲဆိုတော့နာအောင်မယ်အမီချိုသိတယ်ဒါတွေအကုန်လုံးသိတယ်အမီရဲ့စိတ်စေတနာမှန်နဲ့အမီအဲ့တော့ရေးခဲတဲ့ဟာဖြစ်တဲ့အတွက်ဒါသစ္စာတရားဖြစ်ရှိနေပါဒီကိစ္စကို2024ကိုလပိုင်း14ရက်နေ့တည်းကတက်တော့ရသက်သေဖြစ်နေတယ်အမီနေနဲ့တန်ရှင်းရှာကြဖို့မလိုတာမလိုတာပေါ့နော်ဒါပေမဲ့အเจ้าကဒီစကားလေးတစ်ခုနဲ့တစ်ခါပြန်ညှိတယ် ဆိုတော့ဒါတွေကအီမီတို့မမြင်နိုင်တဲ့အရာတွေကအလွတ်လွတ်နေတယ်လို့ပဲအီမီမြင်ပါတယ်။ဘာလို့လဲဆိုတော့အီမီလုံနေတာကအနုပညာအချင်းတွေဆိုတယ်ရွှေရှင်တွေရိုက်တယ်ဒါပေမဲ့ဒီစကားတွေအီမီပြောနေရတယ်။ဘာအတွက်လဲ ခိုင်ကြမှာဝကျွင်းကြီးလာရီလားငါမပြောလဲရတယ်ဘာတက်ပြောနေရလဲဆိုတော့ကိုကိုပြစ်တင်တဲ့ခြေလေးလည်းအများကြီးရှိခဲ့ပါတယ်အဲသူကအဲ့တော့ဝါဒင်း3လက2024ပေါ့ငကားနေ့ရဲ့ဝါဒင်း3လလို့အမည်ဒိတ်ထန်အောင်လဲတက်လော့လဲဝင်နေပေါ့နော်အဲတခြားဂုံတော်တွေလည်းဒိတ်ထန်အောင်ခဲ့တယ်အဲ့မှာရေဘေးဖြစ်တယ်ဆိုရင်သူကလာလေလောက်မှဖြစ်တာ哦အဲ့ဒီချိန်မှာသူကရေဘေးမှာလိုက်ကက်ဆယ်ရေးတွေထွက်နေတဲ့ချိန်မှာအဲ့ဒီဟာကိုမြင်လာမြင်ဆိုမှာဘယ်လိုလဲဆိုတော့အမည်ကြည့်ရတာဟိုမျက်လင်းရေးဘေးလေဒါဘေးလို့ခေါ်တယ်ဘေးမိုးလို့ဘာဖြစ်လို့လဲဆိုတော့ တိုက်ကြီးတွေပြိုကျတယ်အခုတော်တော်ဖြစ်တယ်ပေါ့နော်အင်မီတို့ရန်ကုန်မှာတိတ်မတိတာပဲမန္တလေးတို့ရှမ်းပြည်တို့အခုကလာအိုလည်းဖြစ်တယ်ခိုင်းလည်းဖြစ်တယ်ဒါပေမဲ့အင်မီမြင်တာကအင်မီနိုင်ငံအတွက်ကိုအင်မီကပြောခဲ့တာငလင်းဘေးလေးရှိသေးရဲ့ရှင်အကုန်လုံးလွန်မြောက်ပါစေရှင်ဆိုပြီးတော့မေတ္တာစကားလေးဟိုဒီတက်တော့မှာဒီတိုင်းတင်လိုက်တာ ဆိုတော့အဲ့ဒီဟာပြန်ကြည့်ပြီးတော့မအော်တော်သေးတယ်ဒါလည်းငါအုံးလေးမြင်မထားဘူးဒါရှိနေရရက်ဆွဲပါတော့ငါအတွက်တက်စီတစ်ခုနေနေပေါ့နော်ဒါရရရှိခဲ့တယ်ဆိုတာကိုအမြင့်နေနဲ့ပို့ပို့ပြီးတော့လည်းကိုယ့်ကိုယ်စိတ်ဝင်စားလာတယ်ဒီအနုပညာပိုင်းမှာလည်းကိုယ့်ကိုယ်ပို့ပြီးစိတ်ဝင်စားလာတယ်လို့ဒီဘက်ကပိုင်းနေမှာလည်းကိုယ့်ကိုယ်စိတ်ဝင်စားလာတယ်အမြင့်နေနဲ့ဒါရကိုအမှန်တမ်းပြောမပြောချင်တော့ဘူးအခြေကြလိုက်အမိမှာပြောနေရတယ်ငိုကြွေးကြနေရပဲခါလေကြအဲ့တော့ပြောတယ်အေးနေနေနားမှာရှိရလူတွေနည်းနည်းထိမ့်ပေးပါဦးနည်းနည်းထိမ့်ပေးပါလားဒါကြီးတွေမသိအောင်မမြင်အောင် မပြောရအောင်ပေါ့နော်တစ်ခုခုနေရာမှာကိုယ်ကိုထိပေးပါလားဆိုတဲ့စကားတော့အမီပြောခဲ့တာရှိပါတယ်အရန်ပင်မန့်တယ်ဆိုတော့အမီနေရာမှာရောက်တဲ့ချိန်အမီလိုမျိုးဟိုဝိုင်းတစ်ခွက်စပိုင်တစ်ခွက်ခြေလေးချောင်းသားတွေမစားတဲ့ချိန်တကယ်ကိုဖျားနဲ့နေပြီးတော့မှဘာသာရေးတွေလုံလာတဲ့ချိန်မှာဟို ကိုယ့်လိုနေနေတူမဟုတ်ပေမဲ့လူတိုင်းနေနေကြုံရတဲ့ဟာလို့လည်းအမီသိတယ်ဆိုတော့ဒီလိုမျိုးလူချင်းချင်းပဲအမီတို့ကစကားပြောရမယ်စကားတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အမီကဆိုရှယ်မီဒီယာနဲ့လုံလုံနေရတဲ့လူဖြစ်တဲ့တခုရတခု line ပေါ်တက်ရေးတာတို့ရေးကြည့်တဲ့ဟာလို့ဆိုပျော့ပျော့တက်တယ်ပေါ့နော်အဲ့လိုဟာကျတော့ဘလို့မှဟိုလေရထိုင်ရတော့အရက်ခက်တဲ့အချိန်တခုတော့ဖြစ်ခဲ့ပါတယ်